အမိုက်ရှုပ်ရင်ပတ်ဝန်းကျင်ရှုပ်တယ်စိတ်ရှုပ်ရင် ကိုယ်ပါရှုပ်တယ်စိတ်ရှင်းနေမှာအနေရှင်တယ်အမိုက်ဆိုတာရှင်းပေးရတယ်အမိုက်ပြတဲ့သူကို မကြည့်ရဘူးအမိုက်ရှင်းတဲ့ကိုယ်စိတ်ထားကအဓိကပဲအမိုက်ပြတဲ့သူကိုလိုက်ကြည့်နေရင် ကိုယ်လည်းပင်ပန်းစိတ်လည်းနှွမ်းစေတတ်တယ်အမိုက်ရှင်းတဲ့သူရဲ့စိတ်ထားရှင်းအမိုက်ပြတဲ့သူဘယ်သူဆိုတာမလိုပါဘူးဒီလိုပါပဲကိုယ်စိတ်တွေရှုပ်စေတာက ကိလေသာအမိုက်တွေကြောင့်ပဲလောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်စိတ်ရှုပ်စေတဲ့အမိုက်တွေကို ကိုယ်တန်တမှာကြာကြာမထားရဘူးစိတ်ကိုရှုပ်စေတဲ့ကိလေသာ အမိုက်တွေကိုအတိတတိနဲ့ရှင်းပြရတယ်စိတ်အညစ်အကြေးကို စိတ်နဲ့စီးပြရတယ်တတိရှိနေတဲ့စိတ်ဟာအမိုက်မရှိပဲတန်ရှင်းနေတဲ့စိတ်ပါပဲ။ ဒါကြောင့်အမိုက်ဆိုတာပဝန်းကျင်တဲ့စိတ်ကို ရှုပ်စေတတ်တဲ့အတွက်ရုပ်အမိုက်ကိုကာယအားနဲ့ရှင်းပါစိတ်အမိုက်ကိုတတိအားနဲ့ရှင်းပါအတိလဲရှိတတိလဲရှိရင်အမိုက်ဆိုတာရှင်းနေမှာပဲပေါ့ဒီစာစုလေးကဘုရင်ကိုကိုဆုံးမခြင်း အပိုင်း15မှာရေးထားပေးတာပါပဲသိကောင်းတဲ့ဟာလေးတွေမြတ်စွာဘုရားကတော့ဇလေနဘဝတိပင်ကံဇလေနေဝဝိတုဿတိ စိတ်တေနဘဝတိပါပံစိတ်တေနေဝဝိတုဇတိလို့မိန့်တော်မူတယ်။ရေကြောင့်ဖြစ်တဲ့ရှင်ဟာရေနဲ့စီးမှပြောင်းတယ်လို့တဲ့။စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့စီးမှပဲပြောင်းတယ်။ရှင်ဆိုတာရေကြောင့်ဖြစ်တာကျွေးချီရွက်နွားချီရွက်ထဲကိုရေလေးတွေဝိတ်ကြကြဝိတ်သွားတဲ့အခါအနေထိုင်လာပြီးရှင်ဖြစ်သွားတယ်။ ရေချောင်းဖြစ်တဲ့ရှုံပင်းရင်တခြားဟာနဲ့ဆေးလို့မရဘူးရေနဲ့ဆေးမှပဲပြောင်းဇလေနာရေချောင်းဘဝတိဖြစ်ပေါ်လေရှိတဲ့ပင်ကံရှွညုံဇလေနေဝဝိတုဇတိရေနဲ့ပဲပြန်ဆေးရသလိုတဲ့စိတ်တေနဘဝတိပါပံစိတ်တေနစိတ်တေနစိတ်ကြောင့်ဘဝတိဖြစ်ပေါ်လေရှိတဲ့ပါပံအာဟုတုအညေကြီးဆိုတာစိတ်တေနေဝစိတ်ဖြင့်သာလဲဝိတုဇတိစေကြောရတယ် ရေကြောင့်ဖြစ်တဲ့ရွှင်ပင်ရေနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အငြိအကျေးတွေပေါ်ရင်လည်းပဲစိတ်နဲ့ဆေးမှပဲပြောင်းတယ်။တတ္တဝါတွေစိတ်ညစ်တယ်ဆိုတာအဲ့ဒီကိလေသာအငြိအကျေးတွေကြောင့်ညစ်တာပဲ။သူများကညစ်အောင်လုပ်တာမဟုတ်ဘူး။ဘသူကဘလို့ကငါ့ကိုစိတ်ညစ်အောင်လုပ်တာမဟုတ်ဘဲအာယုန်ကြီးကငါ့ကိုစိတ်ညစ်အောင်လုပ်တာမဟုတ်။စိတ်ကိုညစ်စေတာကကိလေသာတွေကညစ်တာ။ကိလေသာရဲ့အဖွင့်ကောကစိတ်ကိုညစ်နွမ်းအောင်လုပ်စေတဲ့တရား စိတ်ကိုပူလောင်လို့စေတဲ့တရားကိုကိလေသာလို့ခေါ်တာလောဘဆိုတဲ့ကိလေသာက လူကိုညစ်တောင်းလို့တယ်ဒေါသဆိုတဲ့ကိလေသာကလူစိတ်ကိုညစ်သွောင်းအောင်လုပ်တယ်မောဟမာနစတဲ့ကိလေသာတွေကစိတ်ကိုညစ်နွမ်းအောင်လုပ်တာအစိညစ်တယ်ဆိုတခြားသူကြောင့်ညစ်တာမို့ကိုလောဘကကိုကိုညစ်စေတာကိုဒေါသကကိုကိုညစ်စေတာကိုမာနကကိုကိုညစ်စေတာဘုရင်စာလေးထဲမှာကြပြဆန်းဆန်းလေးဘုရင်ကာယလေးနဲ့ရေးတယ်အဲ့ဒါလေးသိကောင်းတယ် လောဘကျူးလို့စိတ်တွေယူတယ်လောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်ကိလေသာတွေကိုကိလေသာ လောဘဒေါသမောဟမာနစတွေစိတ်ကိုပုံဖော်ပေးလိုက်တာလောဘကျူးလို့စိတ်တွေယူတယ်တဲ့လောဘကြီးတဲ့လူကယူသွားတတ်တယ်လောဘအကြီးရင် လောဘလူကိုယူစီဟိုလောဘအလျောက်လောဘကြီးလို့လိုက်ရင်လိုက်ရင်နဲ့လောဘအလျောက်မဖြစ်တဲ့အခါကိုရှာဝေစားတဲ့စီစဉ်ဥစ္စာတွေပြင်းပြင်းပြတ်သွားကြည်ပါလားတတိမရှိရင်ယူတယ်တရားမရှိရင်ယူတယ်ပြောလောဘကြီးတဲ့လူကယူတတ်တယ်ဒေါသများလို့စိတ်တွေခားတယ်တဲ့အိုးဒေါသကစိတ်ကိုခားစေတယ်ခားတာကချိုးတာမှမဟုတ်တာခားတာမကောင်းတာပဲ စိတ်ခါခါလေးတစ်ခွက်လောက်တောက်ကြည့်လိုက်ပါစိတ်ခါတယ်ဆိုတော့ဒေါသစိတ်ပဲခါတဲ့စိတ်ဟာဒေါသစိတ်ပဲဒေါသများရင်စိတ်တွေခါသွားတာလေခါတယ်ဆိုတော့မကောင်းတဲ့စိတ်တွေဝင်လာဒေါသကြောင့်စိတ်ကဟိုဖြူစင်တဲ့စိတ်မဖြစ်တော့ဘဲနဲ့ညစ်ကြေးတဲ့စိတ်တွေဖြစ်ပြီးတော့ဒေါသအလျောက်ပြောမိတာဒေါသအလျောက်ဆိုမိတာဒေါသအလျောက်လုပ်မိတာအဲ့ဒီဒေါသစိတ်ကိုခါသွားတာပဲဆိုတော့ဒေါသများလို့စိတ်တွေခါတယ် မောဟရှုပ်လို့စိတ်တွေ ပုတ်တယ်တဲ့မောဟရှုပ်လို့စိတ်တွေပုတ်တယ်ဆိုတဲ့စကားလုံးလေးကလည်းတကပြားဆန်းဆန်းလေးပါပဲမောဟရှုပ်လို့စိတ်တွေပုတ်တယ်မောဟဆိုတာမသိရအကောင်းမှမသိအဆိုးမှမသိအမှန်မှမသိအမှားမှမသိဘာမှမသိတဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်နေဆိုတာလည်းမသိဘူးဘာဖြစ်နေမှမသိတဲ့အခါစိတ်ကတခါခါပုတ်တာကိုယ်စိတ်ကိုပုတ်တာကမသိဘူးသူစိတ်မစိတ် မဖြောက်တဲ့လူတွေရှိတယ်စိတ်မမှန်တဲ့လူတွေရှိတယ်ကိုဘာစိတ်ဖြစ်နေတယ်ဆိုတော့မသိဘူးမသိတဲ့လူတွေအများကြီးရှိတယ်မသိတော့စိတ်ကပုတ်သွားတယ်အဲမောဟရှုပ်လို့စိတ်တွေပုတ်တယ်တဲ့မာနခံလို့စိတ်တွေထန်တယ်မာနကစိတ်ကိုထန်စေတယ်တဲ့မာနခံရင်စိတ်ထန်တယ်ခတ်ထန်မာကျိုးတဲ့စိတ်ကိုမာနလို့ခေါ်တယ်စာပေမှာတော့ထောင်လွှားတာမာနကတထောင်ထောင်ဖြစ်စေတယ် ဆိုမာနကြောင့်ပဲလူတွေမှာအဲ့ဒီမာနခံနေစိတ်တွေထန်တယ်စိတ်တွေထန်တော့တောင်းတောင်းသူများကိုလည်းအယုဒ္ဓမပေးတော့ဘူးကိုယ်ကိုလည်းနှိမ့်ချဖို့စိတ်တွေမရှိတော့မာနကဃာရဝနဲ့နိဝါဒကိုသူကကာပါပြုတ်ပြီးတော့လူတွေမှာမင်္ဂလာတရားတွေကိုညှော့နေစေတာမာနခံရင်စိတ်တွေထန်တယ်ဆိုတော့ကြည့်လိုက်တော့တတဝါတွေဟာညစ်အောင်လုပ်တဲ့ လောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေတောင်စိတ်ညစ်တာစိတ်ညစ်တယ်ဆိုတာသူများကြောင့်ညစ်တာမို့စိတ်ရှုပ်တယ်ဆိုတာသူများကြောင့်ရှုပ်တာမို့ကိုယ့်ရဲ့လောဘကကိုယ့်ကိုရှုပ်စေတာကိုယ့်ရဲ့ဒေါသကိုယ့်ကိုရှုပ်စေတာကိုယ့်ရဲ့မောဟမာနတွေကကိုယ့်ကိုရှုပ်စေတာလောကပဝဲဉဏ်အမှိုက်ရှုပ်ရင်ပဝဲဉဏ်ညစ်ပတ်တယ်လို့စိတ်ရှုပ်ရင်လည်းပဲကိုယ့်ရဲ့စိတ်ကညစ်ပတ်တယ်ကိလေသာအညစ်အကြေးရှုပ်လို့ရှင် ကိုယ့်ရဲ့စိတ်ကလေးကလည်းပဲပြူဝါ mind မဖြစ်တော့ဘူးဖြူစင်တန်ဆင်းတဲ့စိတ်မဖြစ်တော့မြတ်စွာဘုရားကတရားဘဝနေနည်းတွေထဲမှာဘုန်းတော်ဘုရားရှင်ကဘဝနေနည်းဘုရားရှင်နိုင်ရှင်နိုင်ဘဝနေနည်းသုံးမျိုးကိုမိန့်တော်မူလေးရှိတယ်ဘဝမှာတတ္တဝါတိုင်းတတ္တဝါတိုင်းနဲ့နေရတဲ့အခါမှာဘဝနေနည်းလေးသုံးမျိုးလောက်တော့နိုင်တာကျင့်သုံးတင်တယ်ဘဝနေနည်းသုံးမျိုးကဘလို့နေတဲ့လဲဆိုတော့ဘဝမှာနေရတဲ့အခိုက်အတန့်နံပါတ်1 အပြစ်ကင်းအောင်နေရမယ်နံပါတ်2အကျိုးရှိအောင်နေရမယ်နံပါတ်3စိတ်ချမ်းသာအောင်နေရမယ်ဒီနေ့နေ့သုံးနေ့ဖရားတိုင်းမိန်တော်မူတာပဲအပြစ်ကင်းအောင်နေရမယ်အကျိုးရှိအောင်နေရမယ်စိတ်ချမ်းသာအောင်နေရအပြစ်ကင်းအောင်နေဖို့ဆိုရင်တတ္တဝါတွေအပြစ်ဖြစ်တာက အာဟုတူတွေရဖြစ်တာအာဟုသလန္တာဝဇ္ဇဒုက္ခဝိပါက လက္ခဏာ အာဟုတလံအာဟုတုဆိုတာသာဝစ္စဒုက္ခဝိပါကလက္ခဏာအပြစ်နဲ့တကွာဖြစ်တယ်မကောင်းတဲ့အကျိုးကိုပေးတယ်အာဟုတုလုတ်တဲ့လူဟာအပြစ်ရှိတဲ့လူပဲတဲ့ဆိုအပြစ်ကင်းအောင်နေဖို့စဉ်အာဟုတုရှောင်နိုင်အောင်ကြိုးစားရတယ်ကုသိုလ်မရခြင်းနေပါစေအာဟုတုမလုတ်ဖြစ်အောင်အရင်ကြိုးစားတင်နေတဲ့ကုသိုလ်မရတာက ကောင်းကျိုးမခံစားရတာပဲရှိတယ်အာဟုတုလုတ်ဖြစ်သွားပြီဆိုရင်အာဟုတုကကိုယ့်အရင်ပေးစားရတယ် ့ဘဝမှာအပြစ်ကင်းအောင်နေဖို့ဆိုရင်ဘုရားရှင်ကိုရမြတ်ကြီးကတော့ကိုရမြတ်ကြီးတိုင်းကမိန့်တော်မူတာကအာဟုသူရှောင်ပါတဲ့အာဟုသူရှောင်ပြီးနေရတဲ့အာဟုသူမဖြစ်အောင်နေရတဲ့အဲ့ဒါဆိုအပြစ်ကင်းတဲ့ဘဝနေနေပဲဒုတိယဘဝနေနေအကျိုးရှိအောင်နေအကျိုးရှိအောင်နေဆိုတာကျန်တဲ့နေနေရောဘုရားမိန့်တော်မှာမဟုတ်အကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရမှာအကျိုးရှိတာတဲ့ကုသိုလ်ရအောင်နေခိုင်းတာ ကုသိုလ်ရရနေကုသိုလ်ရနေတဲ့ဘဝအကျိုးရှိတဲ့ဘဝပဲတခါကတနေ့ကုန်ဘုန်းကြီးတို့သူတော်ကောင်းများဘုဒ္ဓရှင်တွေမှာတတ္တဝါပရိသတ်တွေမှာတော်တော်များများက24 hours 24နာရီရှိတယ်အဲ24နာရီကုန်းသာကုန်သွားတယ်ကုသိုလ်ရတဲ့အချိန်မရှိလိုက်တဲ့လူတွေအများကြီးပဲလောကမှာကုသိုလ်ရအတွက်လုခွင့်ရတဲ့အချိန်နေတဲ့လူများတယ်တခါကကြအလုပ်တွေပြန်မှန်းလို့ဆိုရင်အဲ့ရတဲ့ဝင်ဥသုံးချင်ချဖို့တော့ အချိန်မရတဲ့လူတွေရှိဖះရှိခိုးဖို့တော့အချိန်မရတဲ့လူတွေရှိတော့24ရက်ဘာတွေလုပ်နေလို့အချိန်နေမရတာတော့ဆိုကုသိုလ်အချိန်လေးတော့ပေးရမယ်ကုသိုလ်ရအောင် နေမှအကျိုးရှိတာဆိုတော့ကုသိုလ်အချိန်ပေးဖို့ဆိုတော့ထွေထူးအချိန်တည်တံ့ပေးစရာမလိုကုသိုလ်ဆိုတာကိုယ့်ရဲ့စိတ်ထားလေးသာ ပြင် နေရာတိုင်းမှာကုသိုလ်ရှိတယ်အချိန်တိုင်းမှာကုသိုလ်ရှိတယ်လူတိုင်းမှာကုသိုလ်ရှိစိတ်ထားလေးပြင်ကုသိုလ်ရအောင် တွေးတတ်တဲ့စိတ်ကလေးတွေးကုသိုလ်ရအောင် မြင်တတ်တဲ့အမြင်လေးမြင် ကုသိုလ်ရအောင်လှုပ်တတ်တဲ့အလုပ်လေးနဲ့လှုပ်အဲ့ဒါဆိုရင် ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်အလုပ်လုပ်နေတဲ့နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုယ်ကစိတ်ထားမတက်လို့ဒါလည်းကုသိုလ်လှုပ်ရင်းနဲ့အကုသိုလ်ဖြစ်နေတဲ့လူတွေအများကြီးဆိုကုသိုလ်အလုပ်လေးဆိုရင်ကိုယ်ကမနဲ့အိယာနိုးတာနဲ့အိယာတဲ့မျက်စိအတိလေးဝင်သွားပြီမျက်စိဖွင့်အတိလေးဝင်သွားတယ်ဆိုတာနဲ့အကုသိုလ်အတွေ့တွေလက်မခံနဲ့ကုသိုလ်ရအောင်လေးတွေ့အိယာတဲ့မထားခြင်းသေးရင်လည်းပဲဩနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တ ဖះကိုစိတ်ထဲအာယုံမှုရှိခိုးနေအဲ့စိတ်ထဲမှာကုသိုလ်လေးစိတ်ဖြစ်။အော်ဘဝအစကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တာ။ကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တယ်။မျက်နာလေးသိဖះတော်တော်လေးကလူတွေကဒါနာကိုပတ်စံသိမ်းနဲ့တောင်းနဲ့ချီပြီးလှူမှဒါနာလုပ်တယ်ထင်တာ။အမှန်တော့မဟုတ်ဘူး။ကိုယ်အိမ်မှာဖះအကြောင်းဆောင်မှာကိုပဲတောက်တော်လေးဟိုရေကွက်လေးတွေစေးနေတာကုသိုလ်ရ။တောက်တော်လေးတွေကတ်နေရင်ဟိုပဲဒါနာကမြောက်နေပြီသား။အိမ်ကဖះအကြောင်းဆောင်မှာကိုပဲဒါနာရေလုပ်เสียရတယ်အများကြီး။ ပန်းလဲရင်လည်းပဲဒါနဖြစ်နေတာပဲเนาะဆုံးကတ်နေလဲဒါနဖြစ်နေတာပဲတော့တော်ရီလေးတွေကတ်နေတာဘာမှဟိုငွေကုန်ကြီးကြမများပဲနဲ့ကိုလဲတောက်နေဖះကိုအူဖះဖះတတ်တတ်ရရဖန်ခွက်လေးတဲ့အောက်ကပကံများလေးခံပြီးတော့ရေကိုအပြည့်မထည့်ပဲနဲ့လက်တလုံးလောက်ခြံပြီးတော့ထည့်ပြီးတော့တော့တော်ရီကတ်နေရင်ဟိုပဲဖះတော့တော်ရီကတ်ရင်းနဲ့ကုသိုလ်ဖြစ်နေတာဟောမနေ့ပိုင်းဘလောက်ပဲအလုရွှွရွှအလုမသွားခင်အဲ့ဒါနမောတ္တသလေးရွတ် ပြီးလို့ရှင်တရဏဂုံလေးစောက်တည်လိုက်ဘုရားတရဏံကိစ္ဆိုင်ဓမ္မံတရဏံကိစ္ဆိုင်တန်ခါတရဏံကိစ္ဆာမိတေမဘုန်းကြီးပြင်တာစိတ်မချရတော့မတေခင်းနဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေတာဘုရားလည်းရှိခိုးပြီးတဲ့နမောတတလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတဲ့ဘုရားတော်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်တဲ့တချင်းလေးနားထောင်မဲ့အစားအော် ီရဲ့ဧဒေသာဧဝင်းချင်းမှာရှိတဲ့ကိုလုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုနေရာပဲဖြစ်ဖြစ်အလုပ်သွားမစဉ်စစ်တရအာယုံပြီးပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့အီရဲ့ဧဒေသာဧဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုစည်ရင်ချင်းစိတ်စည်ရင်ချင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ် ရမလို့ဩဒါလေးတွေကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိရှိအကျိုးရှိနေဖို့စင်ကိုယ်မှသာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလက်လို့ရှင်ရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအေယာဝင်ကနေလေဘလောက်ပဲပင်မပင်မဘုရားဥဒုံကျင်လောက်တော့နမောတတလေးရှိခိုးဥဒုံကျင်လောက်ချတရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအိယာဝင်ခံဒီကုသိုလ်နဲ့ဝင်တာပဲ မနဲ့အိယာထညာအိယာဝင်ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနည်းပဲဆိုတော့လောကလူသားတွေအတွက်ဘုရားရှင်ကိုယ်တော်မြတ်မိန့်တော်မူတဲ့ဘဝနေနည်းအပြစ်ကင်းအောင်နေနံပါတ်1အပြစ်ကင်းအောင်နေဖို့ဆိုရင်အာဟုသူရှောင်းပါအကျိုးရှိအောင်နေဒုတိယအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေပါ တတိယဘဝနေနည်းအသိအရေးကြီးစိတ်ချမ်းသာအောင်နေပါ ဒီမှာစိတ်ညစ်တဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ဒါလေးဘုန်းကြီးကသတိရလို့ပြောတာစိတ်ချမ်းသာအောင်နေပါတဲ့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ခုနပြောတဲ့စိတ်ကို မချမ်းသာအောင်လုပ်တာဘာတွေကလုပ်တာတော့ဘသူကငါကိုယ်စိတ်ကိုမချမ်းသာအောင် လုပ်နေတာလဲသူသမီးကမလုပ်ဘူးဘသူမှတော့မလုပ်ဘူးကိုယ့်ဘာသာကိုလုပ်နေကိုယ်စိတ်ကိုချမ်းသာအောင် နေဖို့ဆိုရင်ကိုယ့်ဘာသာကိုပဲပြင်ရတာကိုယ်စိတ်ကို စိတ်ညစ်အောင်လုပ်ထားလဲတခြားသူကလုပ်ထားမို့အိုးမင်းတို့ကြောင့်ငါစိတ်ညစ်တယ်သူများကိုရှောက်ပြောအမှန်ကတော့သူတို့ကြောင့်မို့ကိုကစိတ်ညစ်အောင်ကိုဘသားကိုယူလို့ဖြစ်တာစိတ်ညစ်စရာကိုကိုကလက်ခံလို့စိတ်ညစ်တဲ့အရာတွေကကိုရှိရောက်လာတာကိုကလက်မခံရင်မရဘူးလက်မခံရင်ဘာမှကိုကိုရှိမရဘူးကြားစရာအကြအာယုန်တွေကိုလိုက်ခံစားလို့ ငါ့ကိုဒီလိုပြောတယ်ဆိုတဲ့စကားလုံးနေလိုက်ခံစားလို့အဲ့ဒါတွေစိတ်ညစ်သွားတာငါ့လိုဒီလိုဆက်ဆံနေငါ့ကိုဒီလိုဆက်ဆံနေဆိုပြီးတော့သူတို့ဆက်ဆံနေအမူအရာတွေကိုကလက်ခံလိုက်လို့ကိုမှစိတ်ညစ်သွားတာသူများကညစ်အောင်လုပ်ထားမှုကိုစိတ်ကကိုကိုပြန်ညစ်တာကိုစိတ်ကကိုကိုပြန်ညစ်အောင်ဆိုတာကိုလောဘကကိုကိုပြန်ညစ်တာကိုဒေါသတွေကကိုကိုပြန်ညစ်တာကိုမောဟမာနတွေကအကုသိုလ်ကိလေသာတွေကိုကိုပြန်ညစ်တာပြီးတော့စိတ်ချမ်းသာဖို့ဆိုရင်ဘုရားကအဲ့ဒီကိလေသာတွေကိုလက်မခံဖို့ပဲ ကိလေသာတွေလက်မခံဘူးဆိုပုရုဇဉ်တွေအတွက်ကတော့ကိလေသာတွေကတခါတည်းတတ်လို့မှမရတာဒါပေမဲ့ဖြစ်ရင်အကြာကြီးမဖြစ်အောင်ဖြစ်ရင်အကြာကြီးရှိမနေအောင်ကိုကတတိလေးနဲ့အမြဲတမ်းအမြန်တိုက်ထုတ်ဖို့ပဲအမိုက်ဆိုတာလောကမှာပြစ်မှာပဲဟိုလူကလည်းကိုအမိုက်လာပြစ်ဒီလူကလည်းကိုအမိုက်လာပြစ်အမိုက်ဆိုတာပြစ်မှာပဲအဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတယ် အမိုက်ကလေးတွေ့ရင်ကြော်မသွားနဲ့အမိုက်ကလေးတွေ့ရင်ကောက်ပြီးတော့အမိုက်ပုံးနဲ့ထက်အဲ့ဒါပတ်ဝန်းကျင်တန်ရှင်းတယ်ကုစိတ်ထက်လေးကဒါပြင်တတ်မယ်ဆိုရင်အမိုက်ကောက်ရင်းနဲ့ကုသိုလ်စိတ်တွေဖြစ်နေအိုးအမိုက်ကလေးကောက်ပြီးတော့ထဲလိုက်တာကုသိုလ်စိတ်အဲ့တချို့ကျတော့အမိုက်လဲကောက်သေးတယ်အာဒီအမိုက်ကိုဘယ်သူတွေပစ်ထားလဲဘာလို့လိုက်ပစ်ထားလဲဆိုပြီးတော့အမိုက်ပစ်တဲ့သူကိုလိုက်ကြည့်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမိုက်ကောက်တဲ့စိတ်ထားလေးကပြက်ပြီးတော့အမိုက်ပစ်တဲ့လူဘက်ကိုရောက်သွားစိတ် ဒီကောင်ကွာငါပဲတန်ရှင်းနေလို့နေရငါအမြဲတမ်းလုပ်နေရတဲ့ဒီအမိုက်ကိုဒီလာပစ်တယ်ဆိုတော့ကိုကောက်ပြီးပြစ်လိုက်တဲ့ကုသိုလ်စိတ်ကလေးကဟိုဘက်မှာအကုသိုလ်သွားဖြစ်တယ်ကအမိုက်လဲကိုပဲကောက်တော်သေးတယ်ရတာတော့အကုသိုလ်ရရအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတာဩတန်ရှင်းသွားပါစေဆိုစိတ်ကလေးနဲ့အမိုက်ပုံနဲ့ထက်တန်သွားအဲ့တော့လူတွေကအမိုက်လဲကောက်တယ် ပဝင်းညာလူတွေကိုလည်းလိုက်ပြီးတော့ဒီကောင်တွေကအမိုက်တွေရှုပ်တယ်ဆိုရင်လိုက်ပြီးတော့အပြစ်ယူတယ်ဆိုကိုလည်းပင်မှန်းတယ်အကုသိုလ်လည်းကုသိုလ်လည်းမရဘူး။ညအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတယ်။အဲ့လိုပဲဆင်းညစ်အောင်လုပ်တဲ့လူကိုမကြည့်ရဘူး။ စိတ်ညစ်အောင်လုပ်တဲ့လူကိုမကြည့်အောင်ကိုယ်စိတ်ထားလေးကအဓိကကိုယ်စိတ်လေးကိုမြင်အောင်ကြည့်လောကမှာရှိတဲ့လူတွေကိုစိတ်ညစ်အောင်လုပ်စေရအများကြီးပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကညစ်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကပူပွန်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်တော့ကဖြစ်ရမှာပဲနော်စိတ်တွေမတန်ရှင်းအောင်ခဏခဏစိတ်ဒုက္ခတွေဖြစ်နေမှာပဲပတ်ဝန်းကျင်နဲ့နေတာ哦တခါကပတ်ဝန်းကျင်နဲ့နေတာမပြောနဲ့ကိုတယောက်တည်းနေတာတော့မှကိုစိတ်နဲ့ကိုတဲ့လို့လား ကိုတယောက်တည်းနေထောင်မှကိုစိတ်နဲ့ကိုမတည့်တာ ड़ी အများကြီးအဲ့တော့တခါတခါလူတွေရဲ့သဘောကစိတ်တွေကိုညစ်အောင်လုပ်တာပတ်ဝန်းကျင်ကညစ်အောင်လုပ်တယ်သူများကကိုကိုအဲ့လိုစိတ်ညစ်အောင်လုပ်တယ်လို့ထင်တာအမှန်တော့ပတ်ဝန်းကျင်တို့သူများတို့ကကိုစိတ်မချမ်းသာအောင်လုပ်တာမဟုတ်စိတ်ညစ်အောင်လုပ်တာမဟုတ်ကိုကသာကိုကိုစိတ်နဲ့ကိုညစ်နေတာအများနဲ့တက်ဖို့နေနေတာတခါကတယောက်တည်းတောင်မှအဆင်မပြေဘူးကိုတယောက်တည်း အဆင်မပြေကိုတယောက်တည်းရံဖြစ်ကိုတယောက်တည်းစိတ်ညစ်နေရတယ်အများကြီးရှိ။ဒါတော့စိတ်ကိုညစ်အောင်လုပ်တာ သူများကညစ်အောင်လုပ်တာမဟုတ်ဘူး။ကိုစိတ်ကကိုကိုညစ်အောင်လုပ်နေတာ။ကိုစိတ်မှာညစ်เสียအာယုန်တွေကို လက်ခံထားရင်သူကညစ်သွားတာပဲ။ခုနကဘုရားမြတ်စွာဘုရားမိန့်တော်မူတဲ့အတိုင်းပဲ။လောဘတွေကစိတ်ကိုညစ်စေတာ၊ဒေါသတွေကစိတ်ကိုညစ်စေတာ၊မောဟမာနတွေကစိတ်ကိုညစ်စေတာ။လောဘကြီးတဲ့စိတ်က ညင်နွမ်းတဲ့စိတ်ပဲဒေါသကြီးတဲ့စိတ်ဟာညင်နွမ်းတဲ့စိတ်ပဲမောဟမာနကြီးတဲ့စိတ်ဟာညင်နွမ်းတဲ့စိတ်ပဲဆိုတော့အဲ့ဒီစိတ်တွေရှိနေလို့ရှိရင်စိတ်ချမ်းသာအောင် နေလို့မရတော့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်အဲ့ဒီစိတ်တွေပုရုဇဉ်တဘာဝလောဘဒေါသမောဟစားတဲ့စိတ်ကိုညင်ညင်အောင်လှုပ်စေနိုင်တဲ့ကိလေသာတွေတော့ရှိမှာပဲဒါပေမဲ့အဲ့ဓာတွေအချာကြီးလက်မခံနိုင်အောင်တတိလေးနဲ့ထိန်းရလောဘဖြစ်เสียအာယုံတွေးလို့လောဘဖြစ်သွားတယ်ကြာကြီးမထားနဲ့ မြန်မြန်ထုတ်ပလိုက်ဒေါသဖြစ်စရာအာယုံတွေးလို့ဒေါသထွက်သွားတယ်အကြိုက်မထွက်နဲ့အဲ့ဒေါသစေကလေးမြန်မြန်တိအောင်လောက်လိုက်မောဟမာနဖြစ်စရာအာယုံရှိလို့မောဟမာနတွေဖြစ်သွားတယ်အကြိုက်ခေါင်းထဲမှာထည့်မထားနဲ့မြန်မြန်တိအောင်လုပ်ပြီးတော့မြန်မြန်ထုတ်ပလိုက်ခေါင်းထဲမှာအဲ့ဓာတွေရှိနေတယ်ဆိုတာတကယ်တမ်းကျတော့အဲ့ဒီစိတ်ကိုမသိလို့ရှိနေတာလောဘတွေအကြိုက်ရှိနေတယ်အဲ့ဒါကိုမသိလို့ရှိနေတာဒေါသတွေအကြိုက်ထွက်နေတယ်အဲ့ဒါကိုမသိလို့ထွက်နေတာ မောဟမာနရဲ့အကြာကြီးဖြစ်နေတဲ့အဲ့ဒီဟာတွေဖြစ်နေတာကိုမသိလို့ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကတတိလေးကတ်ထားတဲ့စိတ်ဟာအပြစ်ကင်းတဲ့စိတ်ပဲငြိမ်းချမ်းတဲ့စိတ်ပဲလို့မိန့်တော်မူတယ်။ဆိုတော့လောဘဒေါသမောဟတွေရှိနေတာကိုမသိတဲ့အတွက်စိတ်တွေညစ်ပြီးတော့စိတ်မချမ်းမသာဖြစ်နေတဲ့တတဝါတွေဟာတတိလေးကတ်လိုက်တာနဲ့အဲ့ဒီလောဘဒေါသမောဟတွေကကွာသွားတာမရှိတော့လောဘဒေါသမရှိရင်စိတ်ကချမ်းသာသွားတာ ရောမလို့မြတ်စွာဘုရားပြတော်မူတဲ့ဘဝနေနေသုံးမျိုးမှာအပြစ်ကင်းအောင် နေဖို့ရဲ့အကျိုးရှိအောင် နေဖို့ရဲ့စိတ်ချမ်းသာအောင်နေဖို့ရဲ့အပြစ်ကင်းအောင်နေဖို့ဆိုရင်အကုသိုလ်မဖြစ်အောင်အရင်ကြိုးစားအကျိုးရှိအောင်နေဖို့ဆိုရင်ရသမြကုသိုလ်လေးစွမ်းနိုင်သမျှလုပ်ပါစိတ်ချမ်းသာအောင်နေဖို့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အကုသိုလ်တွေကိလေသာတွေကိုယ့်ရဲ့စိတ်ထဲမှာအကြာကြီးမရှိအောင်ရှိတော့ရှိမှာ ပုထုဇဉ်သဘာဝရှိရင်လည်းအဲ့ဒါတွေကိုအကြာကြီးကိုယ်စိတ်ထဲမှာမရှိနိုင်အောင် တတိလေးနဲ့ကြိုက်မြ мян ထုတ်ပလိုက် လောဘကတော့ရှိတာပေါ့ပုထုဇဉ်ဒေါသကတော့ရှိတာပေါ့ပုထုဇဉ်ပဲမောဟမာနတွေကရှိတာပေါ့ပုထုဇဉ်တွေပဲလေပုထုဇဉ်ရဲ့အတိတ်ပဲကပုထုကိလေသာဇနေတိတိပုထုဇဏောကိလေသာတွေအများကြီးဖြစ်နေတတ်တဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်လာကိလေသာအများကြီးရှိနေတဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်လာနေတိုင်းနေတိုင်းကိလေသာတိုးနေအရိယာတကြတော့အဲ့ဒါမဟုတ်တော့အရိယာကြကိလေသာကိုရှိ고မရှိတော့လားဆိုတော့ပုထုဇဉ်နဲ့အရိယာကအဲ့ဒါကွာတာဖြစ်တဲ့ကြောင့်ပုထုဇဉ်တွေဖြစ်နေတဲ့ ုန်းကြီးတို့သူတော်ကောင်းများဘုန်းကြီးတို့အပါဝင်အားလုံးဟာစိတ်ညစ်တာတော့စိတ်မချမ်းသာတော့စိတ်အလိုမကျတာတော့ဖြစ်မှာပဲအဲ့ဒါတွေဖြစ်တာလည်းပဲသူများကြောင့်ဖြစ်တာမဟုတ်ဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်သူများယူမဲ့ပွဲကိုယူမဲ့ပွဲဟိုလူယူမဲ့ပွဲဒီလူယူမဲ့ပွဲလုံမနေပါနဲ့အဲ့လိုဖြစ်ရင်ကိုယ့်အသာကိုပြက်စင်းခြင်းစိတ်ကြက်ကြက်ညစ်လေလေကိုယ်စိတ်ကိုပြန်မြင်အောင်ကြည့်နိုင်အောင်ကြိုးစားလေလေစိတ်မချမ်းမသာများများဖြစ်လေလေဟိုလူအပြစ်ပြောဒီလူပြောလုံမဲ့အစား ိုဘသားကိုမြင်အောင်ကြည့်ဘုရင်တို့ကတော့စိတ်တားညစ်လာပြီစိတ်သိမချမ်းမသာဖြစ်လာပြီစိတ်တော့ကတွေဖြစ်လာပြီဆိုရင်ဖះရှိကိုရောက်အောင်သွားလိုက်တာဖះရှိကိုရောက်အောင်သွားတန်းတန်းသမားအကုန်လုံးတွေပွားတယ် meditation တရားလေးတွေအားထုတ်လိုက်တယ်အဲ့လိုတောက်ကတွေများနေတဲ့အချိန်မှာလူတွေနဲ့သိပ်မတွေ့ပြတော့မယ်ကိုဘတော်အခန်းထဲမှာပဲတယောက်တည်းနေပြီးတော့ကိုယ့်စိတ်ကလေးကိုပြန်ပြီးတော့မြင်အောင်ကြည့်တတ်တဲ့အလေးချင်လေးလှုပ်ပြီးအဲ့တော့အဲ့ဒါလေးလှုပ်ပြီးလဲအခါကျတော့ तू က လူတွေမှာကအပြင်းအာယုန်ရဲ့ပတ်ဝန်းကျင်တွေကြောင့်ကိုယ်စိတ်မှာမောဟတွေဖြစ်နေတာကိုပါပြည့်တယ်ဆိုတော့မသိပေမဲ့တယောက်တည်းနေပြီးတော့အခန်းထဲမှာပက်လက်လေးလှမ်းပြီးတော့ကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမှာသိလာတယ်။ငါမှားလားမှန်လားငါဘာကြောင့်စိတ်ညစ်တာလဲဆိုတော့သိလာတယ်။ကိုယ်စိတ်ကြည့်တဲ့အကြောင်းတရားတွေကိုသိသိလာတဲ့အခါသိလာရင် तू ကစိတ်ညစ်တာရော့သွား။သိလာရင်စိတ်မချမ်းသာတာရော့သွား။သိလာရင်မကျေနပ်တာရော့သွား။အဲ့ဒါတွေကိုမသိလို့ဖြစ်တာ။ မသိလို့ဖြစ်ဒါကြောင့်မလို့မြတ်စွာဘုရားကအမိုက်ပြစ်တဲ့သူနဲ့အမိုက်ကောက်တဲ့သူမိုက်ပြစ်တဲ့သူကပြစ်မှာပဲအမိုက်ပြစ်တဲ့သူကိုမကြည့်ပါနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတာပါပဲဆိုတော့ပြီးတဲ့ပတ်ဝန်းကျင်နဲ့နေတဲ့သူတွေမှာအမိုက်တွေလာပြစ်မှာပဲဟိုလူကလာပြောမယ်ဒီလူကလာပြောမယ်ဟိုလူကလာပြစ်မယ်ဒီလူကလာပြစ်မယ်အဲ့ဓာတွေကိုကလိုက်ပြီးတော့ခံယူပြီးကောက်နေရင်တော့လည်းပဲအကုသို့ဖြစ်တယ်ပြစ်တယ်ပဲဖြစ်နေမှာ ပစ်တွေပဲဖြစ်ပြီးတော့စိတ်မချမ်းမသာကြရလဲဖြစ်နေမှာပဲဆိုတော့အမိုက်ပစ်တဲ့သူမကြည်ပဲနဲ့အမိုက်ကောက်တဲ့ကိုစိတ်ထားလေအပြင်အမိုက်တွေတွေ့ရင်ဘသူပစ်တယ်ဆိုတာမကြည်ပဲနဲ့ကိုကောက်ပြီးတော့အမိုက်ပုံးနဲ့ထဲရင်ကိုကုသိုလ်ရရဲဆိုတဲ့အတွေ့လေးနဲ့ကိုကိုသူများကလည်းအပြစ်တွေလာပြီးတော့ဖြစ်မယ်ဖြစ်အောင်လုပ်နေတယ်ဆိုရင်လည်းပဲသူတို့ကိုအပြစ်မမြင်ပဲနဲ့သူတို့ကိုလိုက်မကြည့်ပဲနဲ့ကိုစိတ်လေးကိုမြင်အောင်ကြည့်ကိုစိတ်လေးကိုသိအောင်လုပ်ပြီးလို့ရှင်ပြစ်လာတဲ့အမိုက်တွေမကောင်းတဲ့ဟာတွေကိုလက်မခံနဲ့ ပေါ်တဲ့အခါပေါ်တော့ပေါ်တာအကြာကြီးမတွေ့နဲ့ကြာကြီးမထားနဲ့ဆင်းရဲဆရာတွေကခေါင်းထဲမှာကြာကြာထားလေလေခေါင်းကိုပေါ်သွားစေမှာတော့မဟုတ်ဘူးအဲ့ဒီညစ်ဆရာတွေများများထားလေပို့ပြီးညစ်လေရမလို့ညစ်နေလို့ပြီးမဲ့ကိစ္စမဟုတ်ရင်ချက်ချင်းထုတ်ပလိုက်ပေါ့တခါတခါကျမိမိပြောပြောနေပလိုက်တာဒီဟာတွေခေါင်းထဲမှာမရှိတော့အာယုံတစ်ခုကစွဲထားလို့ဒါလည်းအစွဲအထားရင်အလွဲအမားတွေဖြစ်တတ်တယ်စွဲထားရင်လွဲတာပဲ တော့ဘလို့ပြောတယ်ဆိုတဲ့စကားတွေဘလို့ကြားတယ်ဆိုတဲ့အတန်တွေအဲ့ဒါတွေခေါင်းထဲမထည့်ပဲနဲ့ကိုယ်စိတ်ထဲမှာအဲ့ဒါမျိုးတွေရှိလာလို့ရှင်စိတ်ကလေးကိုမြင်အောင်ပြန်ကြည့်ပါတတိလေးနဲ့တယောက်တည်းနေနိုင်အောင်ကြိုးစားပြီးတော့တစ်စိတ်ထဲထားနိုင်အောင်ကြိုးစားနိုင်လို့ရှင်အဲ့ဒီညစ်နေတဲ့စိတ်တွေကလည်းပဲပျောက်သွားမှာပါပဲလျှော့သွားမှာပါပဲเนาะဒါကြောင့်မလို့မြတ်စွာဘုရားရှင်မိန့်တော်မူတဲ့အတိုင်းရေချောင်း ရှင်ဟာရေချောင်းဖြစ်တဲ့ရှင်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အငြိကြီးဟာလည်းပဲစိတ်နဲ့ဆေးမှပြောင်းလာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တဏ္ဍာမှာစိတ်တွေညစ်လာပြီးကိုယ်စိတ်ထဲမှာအငြိကြီးတွေရှိလာပြီးဆိုရင်ကိုယ်စိတ်လေးကိုကိုယ်ပြန်မြင်အောင်ကြည့်ပါစိတ်ကိုမြင်ဖို့ဆိုရင်တတိရှိမှဆဲမြင်မှာပဲတတိမပိုင်စိတ်ကိုမမြင်နိုင်ပါဘူးစိတ်ရဲ့သဘောကလည်းပဲသူကဟိုတခါကဟိုစိတ်ဖြစ်လိုက်ဒီစိတ်ဖြစ်လိုက်လို့ဒီလိုထင်တာ စိတ်ကအမျိုးမျိုးဖြစ်နေတာမဟုတ်ဘူးစိတ်ကအမျိုးမျိုးဖြစ်နေတာမဟုတ်စိတ်ကတစ်စိတ်တည်းပဲဒါပေမဲ့အဲ့ဖြစ်တဲ့စိတ်တည်းကမြန်လို့မြန်အောင်မသိနိုင်လို့ဟာဟိုကလည်းဖြစ်တယ်ဒါလည်းဖြစ်တယ်တခြင်းတန်လည်းနားထောင်တယ်တရားတန်လည်းနားထောင်တယ်အတွေ့အကြုံလည်းဝင်သေးတယ်အဲ့လိုမျိုးဟာငါစိတ်တွေဒီပိုင်းနဲ့အမျိုးမျိုးဖြစ်နေပါလားလို့ဒီလိုတွေးတာအမှန်ကတော့စိတ်ကအမျိုးမျိုးမဖြစ်ဘူးမြန်တာ တချင်းကိုတွားပြီးနားထောင်လိုက်တဲ့စိတ်ကလေးရဲ့တရားတောင်ကြားလိုက်တဲ့စိတ်ကလေးရဲ့အိုးတခြားအတွေ့တွေဝင်သွားတဲ့စိတ်ကလေးရဲ့စိတ်ကလက်ဖြစ်တက်တက်ထဲမှာ ਉਹ ပဲဂရေပေါင်းမြောင်များစွာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစိတ်ကိုကလည်းထိမ့်ချုပ်ထားလို့မရစိတ်ကိုတိတယ်ဆိုတာကပြောင်းပြောင်းပြောင်းမွန်းသွားတဲ့စိတ်အစဉ်လေးကိုတိနေရအောင်စိတ်ကိုတိတယ်လို့ခေါ်စိတ်တနုပဒနာမှာတော့ရှေ့စိတ်နဲ့နောက်စိတ်စကုမကူဂျားထဲမှာတတိမလို့ပဲတိနေတဲ့သဘောဥမာအတွေ့တွေဝင်တဲ့အတွေ့တွေဝင်တာကို မသိတော့အတွေးတွေဆက်ဝင်နေတွေးနေတာကိုသိလိုက်တာလဲရှေ့ရဲ့အတွေးစိတ်ကမရှိတော့ဘူးသိတဲ့စိတ်ကလေးကရောက်သွားအဲ့ဒီသိတဲ့စိတ်ကလေးကိုနောက်ကစိတ်ကထပ်သိရဆိုရှေ့ရဲ့စိတ်ကမရှိတော့ဘူးနောက်စိတ်လေးကရောက်နောက်စိတ်ကိုလည်းနောက်နောက်စိတ်တွေထွက်ထွက်ပေါ်ပေါ်လာလို့ရှေ့စိတ်တွေပျောက်ပျောက်သွားအဲ့ဒီစက္ကုမတ်ကိုပျောက်ပျောက်သွားတဲ့ဈာတာလာလေးတွေကိုစိတ်ကတီလေးကပ်ပြီးလိုက်ပြီးကြည်နေအဲ့စိတ်ဓာတ်ဥပဒနာပဲရမလို့စိတ်ကြောင့်အညစ်အကြေးဖြစ်တဲ့အကုသို့ဖြစ်တဲ့အခါမှာ ကိုယ်စိတ်လေးကိုပြန်မြင်အောင်ကြည့်တတိလေးကတ်ပြီးတော့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့သဘောတရားတွေကိုမြင်အောင်တတိနဲ့ကတ်နိုင်လို့ရှိရင်ဖြစ်နေတဲ့သဘောတရားကြားပါမသိလို့သူကဆက်ဖြစ်နေတယ်။လောဘဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်။လောဘရော့သွားမယ်။ဒေါသဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်။ဒေါသရော့သွားမယ်။မောဟဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်။မောဟရော့သွားမယ်။အော်သိတာကဟိုမသိတာတွေကို အနိုင်ယူသွားတာပဲ။မသိတာကိုအနိုင်ယူသွားတာပဲ။ ဆွဲနေတာကိုသိသွားရင်မဆွဲတော့ဘူးတဲ့လိုချင်တာတွေကိုသိသွားရင်မလိုချင်တော့ဘူးတဲ့ဟောမသိတာတွေကိုသိသွားရင်အတိရသွားတယ်ဟောတတိတရားအဲ့ဒါပဲအဲ့ဒါပညာနဲ့တတိပေါင်းဆက်ထားတဲ့သဘောပဲဆိုရောမလို့ကိုယ်စိတ်ထဲမှာအငြိချေးတွေဖြစ်လို့ရှင်စိတ်ညစ်တဲ့အခါမှာဘယ်သူကြောင့်ဘဝကြောင့်ဆိုရင်သူများကိုအပြစ်တွေမမြင်မဲနဲ့ကိုယ်စိတ်အငြိချေးဟာ စိတ်ကြောင့်ဖြစ်တယ်ဆိုတာသိပြီးလို့ရှိရင်ကိုယ်စိတ်လေးကိုစိတ်ကြောင့်ဖြစ်တဲ့အညီအကျေးကိုမြတ်စွာဘုရားကစိတ်နဲ့ဈေးမှပြောင်းမယ်လို့မိန့်တော်မူတဲ့အတိုင်းပဲစိတ်ကြောင့်စိတ်မှအညီအကျေးတွေဖြစ်တဲ့အခါမှာကိုယ်စိတ်လေးကိုတတိလေးကပ်ပြီးတော့ဖြစ်ပေါ်လာတဲ့အညီအကျေးတွေကိုတခြားသူအကြောင်းမရှာဘဲနဲ့ကိုယ်အညီအကျေးစိတ်ဓာတ်လေးတွေကိုလောဘစိတ်ဒေါသစိတ်မောဟစိတ်လေးကိုတတိလေးကပ်ပြီးတော့သိအောင်ကြိုးစားလိုက်ရင်တတိဟာစိတ်ကို ပန့်ရှင်းအောင်လုပ်ပေးတာပါပဲစိတ်ညစ်တဲ့ဟာတတိမရှိလို့ညစ်တာဖြစ်တဲ့အတွက်တတိရှိရင်အဲ့ဒီစိတ်ညစ်တာလေးတွေကအလိုလိုစိတ်ကြောပြီးသားဖြစ်တဲ့အတွက်ကြောင့်စိတ်ကြောင့်ဖြစ်တဲ့အငြိအကျေးကိုတတိကိုလက်ကင်ထားပြီးစိတ်နဲ့စိတ်မှသာပြောင်းမှဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့တော်ကောင်းများလည်းပဲကိုယ်စိတ်မှာလောဘတွေဖြစ်လို့ဆင်းရဲတဲ့အခါဒေါသတွေဖြစ်လို့ဆင်းရဲတဲ့အခါမောဟမာနတွေဖြစ်လို့ဆင်းရဲတဲ့အခါမှာဟိုလူယူမဲ့ဘွယ်ဒီလူယူမဲ့ဘွယ်လုံးမနေဘဲနဲ့ကိုယ်စိတ်လေးကိုကိုယ်ပြန်မြင်အောင်ကြည့်လောဘစိတ်ကိုမြင်အောင်ကြည့်ဒေါသစိတ်ကိုမြင်အောင်ကြည့်မောဟမာနစိတ်ကိုမြင်အောင်ကြည့်ပြီးတော့ကိုယ်စိတ်အညစ်အကြေးကိုကိုယ့်ရဲ့တတိတရားနဲ့စိတ်ကလေးကိုထားတတ်အောင်ကြိုးစားပြီးတော့တန်ရှင်းအောင်လုံနိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေဂုံတော်တည်